တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀၁၀ခုနှစ်တမတရား၏အတိသလုံး၏သမတရားကို သလုံးသွင်း၍ကောင်းသောမြေဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းထောင်ခြင်းဖြင့်အသီးကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါ သင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြန်စာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရားဤမျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရားဤအသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်အေဖက်9နာရီ33မိနစ်တို့ရာတွင်တင်တို့သည်အတီးတီးကိုကိုကိုချစ်တကဲ့သို့ကိုခင်ပွန်းကိုချစ်ကြတော့မိမသည်လည်းကိုခင်ပွန်းကိုရိုတည်ခြင်းရှိစေလော့အေဖက်6အချိုတီ သားသမီးတို့တခင်ဖျားဤအလိုတော်နှင့်အညီမိဘစကားကို နားထောင်ကြလော့မိဘစကားကိုနားထောင်ခြင်းအမှုသည်တရားသောအမှုဖြစ်၏အဖတ်၆အချို့သည်မိဘကိုရိုသေစွာပြုလော့ဤပြည့်တော်ကားတင်သည်ပြည်တော်၌ကောင်းစား၍အသက်တာရှည်မြည်အကြောင်းဟု၍ဂရိတော်နှင့်ဆိုင်သော ပထမပညာဖြစ်၏ အဖက်6အချိုလီအဘာတို့ကိုသားသမီးကိုစိတ်ဆိုးစေခြင်းကမပြုကြနှင့်တခင်ဖျားဤအလိုတော်နှင့်ညီသောဆုံးမတုန်တင်ခြင်းကိုပြုလျက်ကျွေးမွေးကြလော့အဖက်6အချို9အစေခံကျွန်ုပ်ခရစ်တော်ဤစကားကိုနားထောင်တကယ်သို့ကြောက်ရွံ့တုန်လှုပ်လျက်စိတ်နှခွမရှိဘဲလောကီတခင်ဤစကားကိုနားထောင်ကြလော့ အေဖတ်6အချို့6လူတို့၏စိတ်ကိုနူးညွတ်စေသောသူကဲ့သို့မျက်မှောက်၌သာ နားထောင်သည်မဟုတ်ခရစ်တော်၏ကျွန်ကဲ့သို့စေတနာစိတ်နှင့်ဖျားသခင်၏အလိုတော်ကိုဆောင်၍အေဖတ်6အချို့9လူဤအစေကိုသာခံတကယ်သို့မဟုတ်တခင်ဖျားဤအစေကို ခံတကယ်သို့ကြီးညိုသောသဘောနှင့်အစေကိုခံကြလော့ ဧဖတ်6နာရီ7မိနစ်မနက်ဤပရိယေရုကို တားဆီးနိုင်မည်အကြောင်းဖျားသခင်သည် ပြင်ဆင်တော်မူသောလက်နက်ဆောင်ကိုဝစ်ဆောင်ကြလော့ဧဖတ်6နာရီ7မိနစ်ထို့ကြောင့်ခရင်ဆိုးရုပ်သောနေ့ရက်ကာလစီးတားနိုင်သဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဖျားသခင်ပြင်ဆင်တော်မူသောလက်နက်ဆောင်ကိုယူဆောင်ကြလော့ ေဖက်6နာရီ14မိနစ်တစ္ဆာရဲဟူသောခါပန်းကို စီးလျက်ဖြောင့်မတ်ခြင်းပါရမီတေးဟူသော ရင်အုပ်တန်စာကို ဝစ်ဆင်လျက်